F47 ကသမရထရန့်ကိုဂုံပြုတ်ခေါ်ဝရဲတိုက်လေရင်တစင်းလား2025ခုနှစ်မတ်လ22ရက်နေ့မှာသမရဒေါ်နယ်ထရန့်ဟာစတ်ထမမျိုးဆက် F47 တိုက်လေရင်ကိုတီထွင်ထုတ်လုပ်ဖို့စာချုပ်ချုပ်ခဲ့ပြီလို့သတင်းထုတ်ပြန်လိုက်ပါတယ်ဒီသတင်းဟာချက်ချင်းဆိုလိုပဲအကြီးအကျယ်အငင်းပွားစရာဖြစ်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒီစာချုပ်အတွက်ပြိုင်ဆိုင်မှုမှာ American တိုက်လေရင်တွေကိုအစဉ်ဆက်ထုတ်လုပ်ခဲ့တဲ့ Lockheed Martin အပါအဝင်ထိပ်တန်းကာကွယ်ရေးလုပ်ငန်းကြီးတွေပါဝင်ပတ်သက်နေလို့ပါပဲ အမေရိကန်လေတပ်အတွက် F47 ကဘာကြောင့်ဒီလောက်အရေးကြီးနေတာလဲသူ့ရဲ့အဓိကလှုပ်ဆောင်ချက်တွေကဘာတွေလဲဒီဗီဒီယိုထဲမှာတော့27ရာစုရဲ့လေတောင်းဆွမ်းရင်ချိန်ခွင်ရှာဖို့ပြောင်းလဲပြစ်နိုင်တဲ့တိုက်ခိုက်ရေးလေရင်သစ်ရဲ့နီးဗျူဟာပိုင်းဆိုင်ရာလက္ခဏာရပ်တွေနဲ့နီးပညာမြောက်တက်ရောက်မှုတွေကိုကျွန်တော်ကပြောပြပေးသွားပါမယ် F47 ကို NGAD လို့အတူပေါက်ခေါ်တဲ့နောက်မျိုးဆက်လေတောင်းဆိုးမှုအစီအစဉ်အောက်မှာတီထွင်ထုတ်လုပ်နေတာဖြစ်ပါတယ် ါဟာအနာဂတ်ရဲ့နီးပညာမြင့်ပဋိပက္ခတွေမှာလေကြောင်းစိုးမိုးမှုအပြည့်အဝရရှိနိုင်တဲ့စက်ထမမျိုးဆက်တိုက်လေယာဉ်ကိုဖန်တီးဖို့ရည်ရွယ်တဲ့ American Leader ရဲ့ကြီးကျယ်တဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ NGAD စီစဉ်ဟာလက်ရှိအသုံးပြုနေတဲ့ F-22 Raptor လေယာဉ်အုပ်စုရဲ့နေရာမှာအစားထိုးဖို့မျှော်လင့်ထားပါတယ်။အဲ့ဒီ F-22 Raptor လေယာဉ်တွေဟာစွမ်းအားကြီးမားပေမဲ့တိုးပွားလာတဲ့တရုတ်နဲ့ရုရှားတို့ရဲ့ချင်းချောက်မှုတွေကြောင့်ခေတ်နောက်ကျလာနေပြီပဲဖြစ်ပါတယ်။ ။ဒါကြောင့် Boeing ကိုရွေးချယ်ခဲ့တယ်လေ။ F47 အကြောင်းကိုမပြောခင်မှာဒီလင်ရဲ့နောက်ွယ်ကစိတ်ဝင်စားစရာအချက်တွေကိုအရင်ဆုံးပြောပြပေးသွားပါမယ်။အထူးသဖြင့် Boeing ကိုဘာကြောင့်ရွေးချယ်ခဲ့တာလဲပတ်သက်ပြီးလေ့လာကြည့်တင်တယ်လို့ထင်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းကပြဿနာတွေနဲ့ကုမ္ပဏီရဲ့ကုန်သတင်းကိုထည့်သွင်းစဉ်းစားရင်ဒါဟာအံ့အားသင့်စရာဆုံးဖြတ်ချက်တစ်ခုလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့ဒီအချိန်မှာဒါဟာအဖြစ်နိုင်ဆုံးရွေးချယ်မှုတစ်ခုလို့မြင်နိုင်ပါတယ်။ Northrop Grumman ကုမ္ပဏီကတော့ NGAD စီစဉ်မှာပါဝင်ဖို့ညှင်းဆိုခဲ့ပြီး B21 Radar လျှို့ဝှက်ပုံကျဲလေယာဉ်ကိုပဲအဓိကထားလှုပ်ဆောင်မှုရွေးချယ်ခဲ့ပါတယ်။နောက်ထပ်ဖြစ်နိုင်တဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ Lockheed Martin ကတော့ F35 Lightning II ဗတ်ဆောင်သုံးတိုက်လေယာဉ်ကိုစေစုနှစ်ပေါင်းများစွာထုတ်လုပ်ခြင်းဝင်ဆောင်မှုပေးခြင်းနဲ့အစစ်မြင့်တင်ခြင်းတွေမှာပဲအာရုံစိုက်ထားပါတယ်။ ။ဒါအပြင် Lockheed Martin ဟာ American ရေတပ်အတွက်စက်ထမမျိုးဆက်လေယာဉ်တင် သင်္ဘောအခြေပြုတိုက်လေယာဉ်ကိုတီထွင်ထုတ်လုပ်ဖို့တီးခြားအစီအစဉ်တစ်ခုမှလည်းပါဝင်ပတ်သက်နေပါဗျ။အဲဒီရေတပ်စီမံကိန်းဟာ NG80 နဲ့မတူဘဲကွဲပြားပါဗျ။ဘာလို့လဲဆိုတော့ Pentagon ဟာ F-35 ကနေ သင်္ကန်းသာရရှိခဲ့ပြီးပါပြီ။လေတက်နဲ့ရေတက်နှစ်ခုစလုံးအတွက်ပူးတွဲစီမံကိန်းဟာအကောင်းဆုံးမဟုတ်ဘူးဆိုတာကိုသိသွားခဲ့လို့ပါပဲ။ တဖက်မှာလည်း Boeing ဟာလက်ရှိမှာ F15, F16 နဲ့ FA18 လိုမျိုးခေတ်ဟောင်းမော်ဒယ်တွေရဲ့ထုတ်လုပ်မှုကိုလျှော့ချနေပါတယ်။ဒီကုမ္ပဏီဟာ American ကာဝေးရေးကဏ္ဍအတွက်အရေးပါလုံးလှပါတယ်။သူ့ကိုယ်သာခြံလှပ်ထားခဲ့မယ်ဆိုရင်အရေးပါတဲ့ကြွမ်းကျင်မှုတွေဆုံးရှုံးသွားနိုင်ပါတယ်။ဒါအပြင်မကြသေးခင်က Boeing နဲ့ပတ်သက်ပြီးဖြစ်ပွားခဲ့တဲ့အရှုပ်တော်ပုံတွေကြောင့်ကုမ္ပဏီတွင်းမှာကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတွေလှုံ့ဆော်နေပါတယ်။အဲ့ဒီနောက်အုပ်ချုပ်မှုအသစ်က ထိရောက်တဲ့စီမံခန့်ခွဲမှုအလေ့ကျင့်တွေကိုတင်းတင်းကြပ်ကြပ်ကင်တွေခဲ့ပြီးလုပ်ငန်းလည်ပတ်မှုကိုအသေးချာအာရုံစိုက်ခဲ့ပါတယ် F47 အကြောင်းအချက်အလက်တချို့ F47 နဲ့ပတ်သက်လို့တိကျသေးတဲ့အချက်လက်တွေဟာအနည်းငယ်လောက်သာရှိသေးတယ်လို့ဆိုရပါမယ်။ F47 ဟာအိုဟောင်းနေပြီဖြစ်တဲ့ F22 Raptor ရဲ့နောက်မျိုးဆက်အစားထိုးဖြစ်လေကြောင်းစိုးမိုးရေးတိုက်လေယာဉ်တစ်မျိုးဖြစ်လာမှာပါ။ အဓိကဦးတည်ချက်ကတော့ Indo-Pacific ဒေသမှာလှုပ်ဆောင်မှုအတွက်တာဝေးပြန်တန်းနိုင်ငံရှိဖို့ဦးစားပေးစဉ်းစားထားပါတယ်။ဒါဟာ2030ပြည့်နှစ်တွေမှာ American ရဲ့မဟာဗျူဟာမြောက်ဦးစားပေးမှုတွေဘယ်ကိုဦးတည်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေရလဲဖြစ်ပါတယ်။ဒီလေယာဉ်မှာရန်သူမျက်စိနဲ့ရေဒါကနေလွတ်မြောက်နိုင်စွမ်းနဲ့ပမာဏများများသေယူနိုင်တဲ့စွမ်းရည်တွေပါဝင်မယ်လို့မျှော်လင့်ရပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့အလွန်အမင်းလျင်မြန်စွာလှုပ်ရှားနိုင်စွမ်းဟာ ထိတ်တန်းဥသားပေးဖြစ်မရှိတော့ဘူးလို့ထင်ရပါတယ်။ပေဒဂွန်ဟာ F35 ရဲ့ဒီဇိုင်းအတွေးခေါ်ကိုပိုပြီးအားထားပုံရပါတယ်။ဒီလင်းရင်ဟာအကွာဝေးရှိမှာတော့လင်းရုံငှက်ထက်ဆိုင်ရင်ပင်ကွင်းငှက်လိုသာပိုပြန်တန်းနိုင်ပေမဲ့လျှို့ဝှက်ပြီးအန္တရာယ်များတဲ့လင်းရင်ဖြစ်ဆက်လက်တည်ရှိနေပါမယ်။တကယ်တော့ F47 ရဲ့အဓိကအခန်းကဏ္ဍဟာလေထဲမှာချင်းချင်းတိုက်ခိုက်တဲ့တိုက်ပွဲတွေမှာပါဝင်ဖို့မဟုတ်ဘဲအာယုံကန်စနစ်ရဲ့အချက်ချာနေရာဖြစ်ဆောင်ရွက်ဖို့ဖြစ်နိုင်ပါတယ်။ သူကရှေ့တန်းမှာလှုပ်ရှားနေတဲ့ drone တွေရဲ့လှုပ်ဆောင်ချက်တွေကိုညှိနှိုင်းပေးမယ်။မြေပြင်မှာဝေဟင်ပစ်ဒုံးကျည်တွေကိုလမ်းညွှန်ပေးမယ်။ပြီးတော့ဝေဟင်မှာဝေဟင်ပစ်ဒုံးကျည်တိုက်ခိုက်မှုတွေကိုညွှန်ကြားပေးမယ်။အဲ့လိုမျိုးလှုပ်ဆောင်ပေးမှာပါ။ဒီလင်ဟာ match 2အထိအတန်ထက်မြန်တဲ့နှုံးနဲ့အဆက်မပြတ်ပြန်တန်းနိုင်မယ်လို့မျှော်လင့်ရပြီး F22 ရဲ့အမြင့်နဲ့နှိုင်းရှင်နိုင်တယ်။ဒါမှမဟုတ်ပုံမြင့်တဲ့အမြင့်ကိုရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ဒီအစီအစဉ်ရဲ့အဓိကဥတီချက်တစ်ခုကတော့လာယောညီထွေရှိမှုပါပဲ။ ဆိုလိုတာက F47 ဟာစစ်မြေပြင်ရဲ့လိုအပ်ချက်တွေပြောင်းလဲလာတာနဲ့မျှလေယာဉ်ပေါ်မှာပါတဲ့စက်ပစ္စည်းတွေရော software ဘိုင်းဆိုင်ရာတွေရောအချိန်ကြာလာတာနဲ့မျှအစ်စ်မြင့်တင်ရလွယ်ကူရမယ်လို့ဆိုလိုတာပါပဲနောက်မျိုးဆက်တွန်းအားစနစ် F47 ကို NGAB လို့ခေါ်တဲ့နောက်မျိုးဆက်လိုင်ယွန်ညီထွေတွန်းအားစနစ်အစီအစဉ်အောက်မှာတည်ထင်ထုတ်လုပ်သွားမှာဖြစ်လို့အင်ဂျင်နှလုံးကစွန့်ရင်ပေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကို NGAD လေယာဉ်တွေအတွက်အထူးဖန်တီးထားတာဖြစ်ပါတယ်။ 2022ခုနှစ်ဩဂုတ်လမှာ American Leader ဟာ NGAB engine ရဲ့ရှေ့ပြေးပုံစံဒီဇိုင်းဆွဲပြီးစမ်းသပ်ဖို့အတွက်ထိတ်တန့် American လေကြောင်းဆိုင်ရာကုမ္ပဏီကြီး၅ခုကိုဒေါ်လာ985သန်းစီတန်ဖိုးရှိတဲ့မူပေါင်းစာချုပ်တွေချုပ်ဆိုခဲ့ပါတယ်။အဲဒီကုမ္ပဏီတွေကတော့ General Electric ရဲ့ဌာနခွဲတစ်ခုဖြစ်တဲ့ GE Aerospace Raytheon Technology နဲ့ပူးပေါင်းထားတဲ့ Pratt and Whitney, Boeing, Lockheed Martin, Northrop Grumman တို့ပဲဖြစ်ပါတယ်။ နောက်ဆုံးကုမ္ပဏီ၃ခုကတော့အင်ဂျင်တီထွင်တာထက်စာရင်ပေါင်းဆက်ဖန်တီးတာတွေကိုပို့ပြီးဆောင်ရွက်နေကြပါတယ်။နောက်ဆုံးအင်ဂျင်ရွေးချယ်မှုကတော့လိုင်ယွန်ညီထွေရှိတဲ့ဒီဇိုင်းနှစ်ခုဖြစ်တဲ့ GE Aerospace ရဲ့ XA1 ကို2နဲ့ Pratt and Whitney ရဲ့ XA1 ကို3တို့ဖြစ်နိုင်ပါတယ်။ဒါကြောင့်2025ခုနှစ်အစောပိုင်းမှာတော့ Later ဟာ GE Aerospace နဲ့ Pratt and Whitney တို့နဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုတစ်ခုကိုဒေါ်လာ3.5ဘီလီယံစီတိုးမြှင့်ခဲ့ပြီး သူတို့ရဲ့ NGAB engine တွေကိုဆက်လက်တီထွင်ဆန်းသပ်ဖို့ထောက်ပံ့ပေးခဲ့ပါတယ်။တရုတ်ရဲ့ချင်းကပ်ပုံ J36 စိတ်ဝင်စားစရာကောင်းတာကတရုတ်ရဲ့စက်ထမမျိုးဆက်တိုက်လေရင်ရဲ့ရှေ့ပြေးပုံစံ Chandu J36 လို့သိကြတဲ့လေရင်ဟာ after banner ပါတဲ့ WS10OC engine ၃လုံးကိုအသုံးပြုထားတယ်လို့သိရပါတယ်။ ဒါကတရုတ်ဟာ6တွဲ့ရဲ့အခြေအနေရော after banning အခြေအနေမှာပါလိုအပ်တဲ့တွန်းအားဆင့်ကိုမရရှိသေးဘဲအင်ဂျင်၃လုံးတက်ဆင်ပြီးအဲ့ဒီခြုံရင်းချက်ကိုကုစားနေတယ်လို့ညွှန်ပြနေတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုတက်ဆင်မှုကနေတိတာတဲ့အားနည်းချက်တွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။ဒီဇိုင်းနဲ့လျှို့ဝှက်စွမ်းရည်ဆိုင်ရာအချက်များအသွင်ပြင်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့အနေနဲ့ကိုးကားပြအချက်လက်တွေနည်းနည်းပဲရှိပါတယ်။ Trump က Boeing ရဲ့အောင်ပွဲကိုကြေညာတဲ့အချိန် အိမ်ပြူတော်သမရရုံငန်းမှာပြခဲ့တဲ့တရားဝင်ပေါင်းဆက်ပုံရိပ်အနှဲငယ်ကိုပဲကိုးကားလို့ရပါတယ်။အဲ့ဒီပုံရိပ်တွေမှာတော့အခုကျွန်တော်ပြောပြမယ့်တိုက်လင်ရင်တစဉ်ရဲ့လက္ခဏာရပ်တွေကိုတွေ့ရပါတယ်။ကျယ်ဝန်းတဲ့လေရင်မှုခန်းအဘိုးတောင်ကျွန်းနောက်ပြန်လှန်ထားတဲ့တောင်ပံထင်ရှားတဲ့ဒါဟီဒရယ်တောင်တနည်းအားဖြင့်ပြောရမယ်ဆိုရင်အပေါ်ကမော့တက်နေတဲ့တောင်ပံပုံစံတို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လေရင်မှာဒေါင်လိုက်တည်နေစေတဲ့အပိုင်းတွေပါသလားဆိုတာကတော့မရှင်းလင်းသေးပါဘူး။ ဒါပေမဲ့မပါနိုင်ဘူးလို့ယူဆရပါတယ်။တရုတ်ရဲ့ချန်ဒူ J36 မှာတွေ့ရတဲ့အတိုင်းဒေါင်လိုက်တင်နေတဲ့အပိုင်းတွေဟာလျှို့ဝှက်စွမ်းရည်ကိုအများကြီးထိခိုက်စေနိုင်ပါတယ်။ပြီးတော့ F47 ဟာအခုလျှို့ဝှက်နိုင်စွမ်းရှိပြီးသားဖြစ်တဲ့ F22 နဲ့ F35 တက်တောင်ရေဒါမှာပို့ပြီးမမြင်နိုင်လောက်ဘူးလို့မျှော်လင့်ရပါတယ်။ဟုတ်ပါတယ်။ဒေါင်လိုက်တည်ငြိမ်သေးတဲ့အပိုင်းတွေကိုဖယ်ရှားလိုက်ရင်လေခွင်းအားတည်ငြိမ်မှုနဲ့လှိမ့်လင်းမြန်မြန်လှုပ်ရှားနိုင်စွမ်းကိုရရှိဖို့ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါပေမဲ့တရုတ်ကတော့အဲ့ဒါကိုထိန်းချုပ်နိုင်ခဲ့ပုံရပါတယ်။ပြီးတော့ American ဟာအမိမပါတဲ့လျှို့ဝှက်ပုံကျဲလေယာဉ်တွေဖြစ်တဲ့ B2 နဲ့ B21 တွေကိုအများအပြားထုတ်လုပ်နိုင်ခဲ့တဲ့တခုလီးသောနိုင်ငံဖြစ်တယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူး။ကုန်ကျစရိတ်နဲ့အရေအတွက် NGAD စီစဉ်ရဲ့စုစုပေါင်းကုန်ကျစရိတ်ကိုဒေါ်လာ20ဘီလီယံလို့ခန့်မှန်းထားပါတယ်။လေယာဉ်စီးရေ200ထုတ်လုပ်ဖို့စီစဉ်ထားပြီး သူတေသနာနဲ့ဖွံ့ဖြိုးတိုးတက်မှုအပါအဝင်အများဆုံးတစည်းချင်းကုန်ကြစိတ်ကဒေါ်လာတန်း300အထိရှိနိုင်ပါတယ်။ဒါပေမဲ့ F47 ဟာတိုးတက်လာတဲ့နည်းပညာတွေနဲ့ပြုပြင်ထိန်းသိမ်းခြင်းတိတိတတ်တာရော့ကျသွားတာကြောင့် F22 ထက်လုပ်ငန်းလည်ပတ်ဖို့ပိုပြီးတက်တာမယ်လို့ခန့်မှန်းရပါတယ်။ American Leader ရဲ့စစ်ဦးသီးချုပ်ဗိုလ်ချုပ်ကြီး David Irving ရဲ့အဆိုအရ F47 ရှေ့ပြေးပုံစံတွေဟာလက်ရှိ Trump အဆိုအရလက်ထက်အတွင်း ပြောရမယ်ဆိုရင်2029ခုနှစ်အစောပိုင်းမတိုင်ခင်ကောင်းငင်ရန်ကိုတက်ရောက်ပြန်တန်းနိုင်ပါလိမ့်မယ်။ဒါအပြင်2020ပြည့်နှစ်ကလေးကရှင်ပြိုင်နေတဲ့ NGAD အဖွဲ့တွေဟာစမ်းသပ်ပြန်တန်းမှုအတွင်း나이ပေါင်းရာနဲ့ချီပြီးစမ်းသပ်ပြန်တန်းနိုင်ခဲ့တဲ့လေရင်တော်တော်များများကိုတိဆောက်ပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ထူးခြားတာကပင်ကုံရဲ့စက်ထမမျိုးဆက်တိုက်လေရင်နဲ့ပတ်သက်တဲ့ဂျီမန်းချက်ဟာတရုတ်ရဲ့ဂျီမန်းချက်နဲ့အလွန်နီးစပ်ပုံရပါဗျ။ 2024ခုနှစ်အကုန်မှာတရုတ်ကမတူညီတဲ့စစ်ထမမျိုးဆက်ရှေ့ပြေးပုံစံသုံးခုကိုပြသခဲ့ဒီမှာအမေရိကန်လေတပ်ကိုတုံ့လှုပ်သွားစေခဲ့ပြီးဖြတ်သိမ်းလူလီးပါးဖြစ်နေတဲ့ NGAD အစီအစဉ်ကိုပြန်လည်အသက်သွင်းမှုဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဆယ်သူနှစ်ပေါင်းများစွာအတွင်းပထမဆုံးအချိန်ဖြစ်အမေရိကန်ရဲ့စစ်ပတ်လေကြောင်းမှာဤပညာဆိုင်ရာတာလုံမှုကိုပြင်းပြင်းထန်ထန်မေးခွန်းထုတ်ခံခဲ့ရပါတယ်။တရုတ်ရဲ့တိုးတက်မှုကိုပြသခဲ့တာကြောင့်ဂုံတိတ်ခါပိုင်းဆိုင်ရာထိခိုက်မှုပြီး ထရမ့်ရဲ့ကြေညာချက်ဟာအမေရိကန်ကာကွယ်ရေးလုပ်ငန်းပေါ်ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ရည်ရွယ်ပုံရနေပါတယ်။ဒါကြောင့်လည်းသမ္မတက F47 ရှေ့ပြေးပုံစံဟာလွန်ခဲ့တဲ့9နှစ်ဒီပါကလေးကလျှို့ဝှက်ဆန်းသတ်မှုတွေလုပ်နေတယ်လို့ပြောကြားခဲ့တာဖြစ်နိုင်ပါတယ်။တရားဝင်မဟုတ်တဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရ2020ပြည့်နှစ်ကလေးကအစင်းမြင့်လျှို့ဝှက်ဒီပညာနဲ့အချိန်တော်ကြာဆက်နွယ်နေတဲ့ Adwix Leader အခြေစိုက်စကမ်းနဲ့နာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ Area 51အပါဝင် လျှို့ဝှက်နေရာတွေမှာစက်ထမမျိုးဆက်လင်းရင်တွေကိုစမ်းသပ်ပြန်တန်းနေခဲ့တယ်လို့ဆိုပါတယ် F47 လို့ဘာကြောင့်တတ်မှတ်တာလဲမူလကဒီလင်းရင်အတွက်နောက်ဆုံးကန်ထရိုက်တာရွေးချယ်မှုကို2024ခုနှစ်မှာပြုလုပ်ဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့2024ခုနှစ်မေလနဲ့ဇူလိုင်လကြားမှာသမရဂျိုးပိုင်နေရဲ့အစိုးရအဖွဲ့ကဒီဇိုင်းယူဆတွေကိုပြန်လည်သုံးသပ်ဖို့အစီအစဉ်ကိုခေတ္တရပ်ဆိုင်းခဲ့ပါတယ် အဲ့ဒီနောက် NGAD အစည်းအဝေးကို2024ခုနှစ်ဒီဇင်ဘာလနှောင်းပိုင်းမှာသာပြန်လည်စတင်ခဲ့ပါတယ်။သူ့ရဲ့ပထမသတင်းတွင်ဒီစီမံကိန်းကိုအမြဲတမ်းထောက်ခံခဲ့တဲ့တမရထရန့်ပြန်လည်ရွေးကောက်ခံရတာကြောင့်လည်းဖြစ်နိုင်ပါတယ်။တကယ်တော့2018နဲ့2020ခုနှစ်တွေမှာ NGAD အစည်းအဝေးရဲ့အရေးအကြီးဆုံးတိုးတက်မှုတစ်ချို့ကိုတွေ့မြင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Boeing ရဲ့အဆိုပြုချက်ကိုဒီပြိုင်ပွဲရဲ့အနိုင်ရသူဖြစ် Trump ကအတည်ပြုခဲ့တာပါ။ ပြီးတော့ Trump ဟာ American ရဲ့48ရောင်မြောင်သမ္မတဖြစ်ပါတယ်။ဒါကြောင့်မို့ F47 လို့သတ်မှတ်တာဟာဂျပန်ဆိုတာထက်သူ့ကိုဂုဏ်ပြုပြီးခေါ်ဝေါ်သတ်မှတ်တာလို့ပြောရင်ပိုပြီးအထိတ်ပဲရှိပုံရပါတယ်။ဒါပေမဲ့ပိုပြီးတရားဝင်တဲ့ရှင်းပြချက်တခုလည်းရှိပါတယ်။ F47 ဆိုတဲ့နာမည်ဟာဒုတိယကမ္ဘာစစ်ရဲ့ဒဏ္ဍာရီဝင် P47 Thunderbolt ကိုဂုဏ်ပြုတဲ့အနေနဲ့လည်းဖြစ်နိုင်ပါတယ်။အဲ့ဒီချိန်ကအင်အားကြီးဆုံးတဲ့အထူးရောက်ဆုံးလေရင်တွေတဲကတစ်ခုဖြစ်တဲ့အလေးစီးတိုက်လေရင်တစ်မျိုးပါ ကြန့်ခိုင်မှုတိုက်ခိုက်နိုင်စွမ်းနဲ့အကွာအဝေးရှည်ပြန်တန်းနိုင်စွမ်းတွေကြောင့်လူသိများပြီးဥရောပမှာအထူးသဖြင့်ဂျာမန်တပ်ဖွဲ့တွေကိုတိုက်ခိုက်ရမှာအဓိကခန်းကဏ္ဍကပါဝင်ခဲ့တယ်လို့ခင်မီဘတ်ဆောင်သုံးအလေးစီးတိုက်ရင်ရဲ့အခြေခံသဘောတရားတွေကိုဒီမှာတွေ့နိုင်ပါတယ်။ကဲဒါဆိုရင်ဘယ်မျိုးစောက်ကိုတင်ပို့နှစ်တက်ပါတယ်လဲ။ F47 ကိုနောက်ဆုံးမှာ Thunderbolt 3လို့အမည်ပေးနိုင်မလား။ F47 ဟာလည်းဒီနေ့မှအဲ့ဒီလိုဂုံတိုက်ခါရှိတဲ့အဆင့်တန်းကိုရရှိမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ပြီးတော့ F47 ဟာအဲ့ဒီလိုဖြစ်လာဖို့လိုအပ်တဲ့အရာအလုံးလည်းပြည့်စုံနေပါတယ်။ပရိသတ်ကြီးဘယ်လိုထင်ပါလဲ။ F47 ဟာသူ့ရဲ့ကိုပိုင်ဒဏ္ဍာရီတစ်ခုကိုတိဆောက်လာနိုင်မလား။ပြီးတော့ပိုရေးကြည့်တာကအဲ့ဒါဟာတရုတ်ရဲ့စစ်ထမမျိုးဆက်ချန်တူ J36 ကိုကျော်လွန်ပြီးအထူးသဖြင့်တိုက်လေရင်နယ်ပယ်မှာ ်အမေရိကန်ဟာစစ်ဘက်လေကြောင်းရဲ့ကမ္ဘာကောင်းဆောင်ဖြစ်ဆက်လက်တည်ရှိနေတယ်ဆိုတာကိုတဖန်သက်သေပြနိုင်မလားပြည်သက်ကြီးရဲ့ထင်မြင်ချက်တွေကိုဝေမျှပေးခဲ့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်